မလေးဆိုင်မှာ29တိအလိန်ခင်းလင်းရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ CCTV မှတ်တမ်းလေးဗီဒီယိုလေးတင်လိုက်တယ်လေအဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောချင်လို့ပါအဲ့ဗီဒီယိုမှတ်တမ်းလေးတင်တယ်ဆိုတာကလေဟိုကိုကိုအလုပ်ခင်းလင်းရပါတယ်ဆိုတာကိုလေချပြချင်လို့မဟုတ်ဘူးမဟုတ်ဘူးလောမှာမဟုတ်ဘူးဒါမှတင်လိုက်တဲ့ရွေးချက်ကပါလေဆိုတော့ င်းနေနေမှာတော့တစ်ခါလိုဟာဆက်အဲ့တိန်း20ဘူးလာအလိန်အဲ့လိုလှမ်းပြီးတော့လိန်ဘူးတဲ့ format လမ်းလိန်တာပေါ့နော်လိန်ပြီးတော့ star city ကိုပို့ပေးပါတော့အဲတော့ပို့တယ်ညီမတို့တော့ပို့တော့သူတို့မရှိဘူးဒိနေရမှာချခဲ့ခါညအဲ့လိုအစုံအစုံလိန်နေလို့ကတော့သူ့နေသူ့ဟန်နဲ့လိန်တာမယုံယုံအောင်လိန်တာတည်ရမလားအကောမကြကြလိမ့်တာဒါပေမဲ့အဲ့ရင်ကကိုရီးယားသတိရှိနေတာကိုရီးယားဆိုင်ကမပါတော့ဘူး ဒါပေမဲ့အဲ့လိုဖြစ်စင်ခြင်းအတူတူညီမတို့ဇီးတွေကတဆိုင်အောင်ပါသွားတယ်ခိုင်းခိုင်းပါသွားတယ်အဲ့တော့ဒီတစ်ခေါက်မှလည်းညီမဆိုင်ကိုလာလှုပ်တဲ့လူကဇီးထဲမှာတခြားဆိုင်တွေကိုသွားပြီးတော့လှုပ်မှာမင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကလည်းအဲမကြသေးခင်ကတန်လင်းမျိုးမစီမှာတော်တော်လေးလူပြောများသွားတဲ့ငွေခိုးသိမ်းလိန်လယ်မှုကိစ္စပါဟုတ်ကဲ့မင်္ဂလာပါဒီကိစ္စကอืม တာမန်ရဇမှုတစ်ခုဆိုတာအထက်ပို့ပြီးတော့စဉ်းစားစရာတွေရှိနေတယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့အဲလက်နက်အားကိုးတာမျိုးချင်းချောက်တာမျိုးမဟုတ်ဘဲနဲ့လိလူတွေရဲ့ယုံကြည်မှုစိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုဘလောက်တောင်ကျွမ်းကျွမ်းကျင်ကျင်အတုံးချထားလဲဆိုတာကိုပြနေတာမျိုးဖြစ်နေလို့ပါ။ဟုတ်တယ်ပါပါတယ်။ဆိုတော့လေကျွန်တော်တို့ဒီနေ့အဓိကအခြေခံပြီးပြောတော့မှာကတော့ဒီဖြစ်စဉ်ကိုတိုင်းရိုက်ကြုံခဲ့ရတဲ့ဆိုင်ရှင်မျိုးတမီးပေါ့နော်။သူရဲ့ Facebook တို့ TikTok တို့မှာမျှဝေထားတာလေ။ CCTV video file နဲ့သူရေးထားတဲ့အသေးစိတ်တွေပြီးတော့ဒီကိစ္စရဲ့နောက်ွယ်ကဟိုလူမှုရေးစိတ်ပိုင်းဆိုင်ရာရှုထောင့်တွေကိုတုံးတက်ထားတဲ့ဆောင်းပါးတစ်ပုဒ်ကိုအခြေခံပြီးဆွေးနွေးကြမှာပါဗျာဟုတ်ကဲ့ဆိုတော့ဒီနေ့ကျမတို့ရဲ့အဓိကရည်ရွယ်ချက်ကြတော့အဲ့ဒီလိန်သွားတဲ့လူတုံးသွားတဲ့နီလာနေပြီးတော့ဒီဖြစ်စဉ်ကြောင့်ဘာတွေဆက်ဖြစ်လဲရိုက်ခတ်မှုတွေပေါ့လေနောက်ပြီးလူမှုရေးစိတ်ပိုင်းဆိုင်ရာဘာသာရေးဥပဒေရှုထောင့်အမြင်တချို့ အဲ့ဒါတွေအပေါ်မှာအခြေခံပြီးတော့လေအများပြည်သူအတွက်ဘယ်လိုသင်ခန်းစာတွေရနိုင်မလဲဆိုတော့ကိုအကျူတူလေ့လာကြဖို့ပါပဲဟုတ်တယ်တကယ်ကိုအံ့သောစရာကောင်းတာကလက်နဲ့မပါဘူးချင်းချောက်တာမဟုတ်ဘူးဒါပေမဲ့ယုံကြည်အောင်ပြောတဲ့စကားလုံးတွေဟန်ဆောင်မှုတွေနဲ့ငွေ၉သိန်းဆိုတဲ့ပမာဏကိုဘလို့များလိန်သွားလဲဆိုတာလေကဲဒီအကြောင်းကိုအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်လားဖြစ်စဉ်က2025အောက်တိုဘာ26ညနေ င်း9940လောက်မှာတန်လင်မြို့မှဈေးတွေကစံနဲ့ကုံစုံဆိုင်တဆိုင်မှာစတာနော်ဟုတ်ကဲ့အဲ့ဒီလိန်နယ်လို့ယူဆရတဲ့သူကအသက်40လောက်အင်ဂျင်ဖြားရောင်နဲ့ဖိုဆိုဝစ်ထားတယ်လို့ဆိုတယ်သူဆိုင်တဲ့ဝင်လာပုံကလည်းတာပန်ဈေးဝယ်လို့မဟုတ်ဘဲနဲ့ဆိုင်ရှင်နဲ့ယင်းနီတီးသားပုံစံအာအာနာရှိတဲ့သူလိုပုံစံနဲ့ဝင်လာတာလို့ဆိုင်ရှင်ကသူ့ post မှာရေးထားတယ်ရှင်ဟွန်းသူများမှာစိတ်ဝင်လာဖို့ကောင်းတာက သူ့ရဲ့ပထမဆုံး approach ပဲ။ဆိုင်ထဲရောက်တာနဲ့သူကဈေးကောင်းယုံကစီပင်ယုံကပါ လို့မိတ်ဆက်တယ်ဗျ။ဒါကလေလင်းလေမှုဒီမှာတုံးလီရှိတဲ့ trust building ပေါ့။ယုံကြည်မှုတည်ဆောက်တဲ့ပထမအဆင့်ပဲ။ဟွန်း။ authority ကိုတောင်းတာပေါ့နော်။ဟုတ်တယ်။အနာပိုင်ဒါမှမဟုတ်တာဝန်ရှိသူပါလို့ပြောလိုက်ခြင်းအပြင် သူ့မှာဩဇာရှိသည်အောင် ူးစကားကိုနားထောင်ရမယ်လိုက်နာရမယ်ဆိုတဲ့ခံစားချက်မျိုး authority bias လို့ခေါ်တာပေါ့အဲ့ဒါကိုအသုံးချလိုက်တာဒီလိုလူစိတ်ကိုလဲ့စားပြီးကိုလိုချင်တာရအောင်လုပ်တဲ့ဤပညာတွေကိုစုပြီးတော့ social engineering လူမှု engineer လို့ခေါ်ကြတာပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အဲ့လိုအာနာပိုင်ပုံစံနဲ့ယုံကြည်မှုရအောင်လုပ်ပြီးတော့သူကဇာလန်းဆက်တယ်ပေါ့ စီပင်ယုံမှာတခြားကိစ္စအတွက်ပြီးစရာရှိတဲ့အကျွေကိုသိန်းကိုဆိုင်ကတသောတန်အရွယ်သေးကိုသိန်းနဲ့လဲပေးပါလားပေါ့အဲ့လိုလားတောင်းလဲဆိုပြီးတော့ပြောတယ်อืมအဲ့ဒီချိန်ဆိုင်မှာရှိတဲ့ဝင်ထန်းလင်းလူငယ်လေးကယုံသွားတယ်လို့ဆိုင်ရှင်ကပြောတယ်ရှင်သူရဲ့ပြောပုံဆိုပုံဟန်ပန်အထူးသဖြင့်အာနာပိုင်ဆိုတဲ့ဟန်ဆောင်မှုတွေပေါင်းလိုက်တော့ဝင်ထန်းလေးကတန်တရာဝင်ဖို့ခက်သွားတာဖြစ်နိုင်တာပေါ့ ဆိုင်ရှင်ကိုယ်တိုင်ကလည်းသူ့ဗီဒီယိုထဲမှာဓမ္မသူလေးကအယုံမယ်လို့ဖြစ်သွားတာပါဆိုပြီးပြောထားတာလေဟုတ်တယ်နော်ဒါကခလေးကအတိတ်ကြုံနှုတ်တာလည်းပါမယ်လူယုံလွယ်တာလည်းပါမယ်ဒါမှမဟုတ်ဟိုလူရဲ့အလဲစားမှုကတော်တော်ကြွန့်ကျင်နေတာလည်းဖြစ်နိုင်တယ်ဗျာအဲ့ဒီနောက်မှတော့လင်းတဲ့သူကဝန်ထမ်းလေးကို ပိတ်ဆံကိုတင်ယူလာ သူနဲ့အတူစီပင်ယုံလိုက်ခဲ့ဆိုပြီးခေါ်သွားတော့လမ်းမှာလေအထားကုံစုံဆိုင်တဆိုင်ကိုလင်းညို့ထိုးပြီးတော့အဲ့ဆိုင်ကလူနဲ့စကားလှမ်းပြောသလိုလိုလုတ်ပြပေးတယ်ဆိုပဲအော်ဟုတ်လား ဟုတ်ဟိတ်ကောင်မင်းစင်ကငါပိဆက် blog ရစရာရှိသေးလေခဏနေလာပေးမယ်။ပါညာအဲ့လိုပုံစံမျိုးပေါ့။ဒါကသူဒီစေဒီပတ်ဝန်းကျင်နဲ့ရင်းနီးတယ်လူသိများတယ်ဆိုတဲ့ပုံစံလုတ်ပြတာနေမယ်။ဝန်ထမ်းလေးပို့ယုံတော့အောင်လေ။ဟုတ်တယ်။အဲ့ဒါ social proof လို့ခေါ်တာပေါ့။ तू ကဒီပတ်ဝန်းကျင်နဲ့ဒီလူတွေနဲ့ရင်းနီးကျွမ်းဝင်တယ်လူများသိတယ်ဆိုတဲ့ပုံစံမျိုးပြလိုက်တော့သူ့အပေါ်ရှိနိုင်တဲ့တန်တရားတွေရောတော့အောင်လုပ်တဲ့လှည့်ဝဲတစ်မျိုးပဲ။အင်းဝန်ထမ်းလေးက အော်ဒီလူကြီးကဒီဈေးကတခြားဆိုင်နေနဲ့လည်းတီးသားပဲဆိုပြီးပိုယုံသွားနိုင်တာပေါ့ဒါပေမဲ့နောက်မှဆိုင်ရှင်ဆောင်ဆန်းကြီးတော့အဲ့လန့်ကဆိုင်ကသူ့ကိုလုံးဝမတီးဘူးမမြင်ဘူးလို့ပြောတယ်ဆိုပဲ။ဟုတ်ဆိုတော့ဒါလုံးဝ plan လုပ်ထားတဲ့လက်ကွက်ဆိုတာသိရသွားတာပေါ့ဗျာ။ဟုတ်ပါတတော်အကွက်ကြကြစီစဉ်ထားတာပဲ။ဒါနဲ့ဆိုင်ရှင်မျိုးသမီးပြောတာထဲမှာသူ့ကိုယ်တိုင်လည်းအရင်ကတခါဖုံးနဲ့စမ်းအိတ်တွေအများကြီးမားနေလို့လို့နဲ့ပိတ်ဆံလိန်ဖို့စ조사ရခံရဘူးတဲ့။ အဲ့တော့ကတော့သူတတိထမိလို့အလိမ်မခံလဲရဘူးဆိုတာလေးလည်းပါသေးတယ်ဟုတ်ကဲ့အဲ့အချက်ကလည်းအရေးကြီးတယ်ဗျာဒါကဘာဘိုးပြလဲဆိုတော့ဒီတစ်ခေါက်ကဆိုင်ရှင်တမဟုတ်ဝင်ထမ်းရဲ့ပေါက်ဆမှုတက်တက်လို့ပြောလို့မရဘူးဟိုလူရဲ့လက်စားမှုကတော်တော်လေးစနစ်ကြလေအကွက်ကြတယ်အဲ့ဒီချိန်မှာတတိလေးလွတ်သွားလို့ခံလိုက်ရတာဆိုတော့မျိုးပိုဖြစ်နိုင်တယ်ဟုတ်တယ်နော်တတိရှိနေရင်းနဲ့တောင်ခေါလေးလေးလွတ်သွားတတ်တာမျိုးအလိမ်ငညာဆိုတော့အဲ့လိုပဲလေဘလောက်ပြင်ဆင်ထားတာတတိရှိနေတဲ့ကြားကိုခံသွားရတာဟုတ်ကဲ့ ကဲဇလဆက်ရရင်အဲ့လိုနဲ့စီပင်ယုံးလေယူစားတဲ့နေရာနာရောက်တော့လိမ့်တဲ့သူကကလေးကိုအပြင်မှာခဏစောင့်ခိုင်းပြီးသူတယောက်ထဲဝင်သွား free လုပ်တယ်ခဏနေတော့ပြန်ထွက်လာပြီးယုံးမှာပတ်စံအစင်းတင်မဖြစ်သေးဘူးအိမ်လိုက်ခဲ့အိမ်မှာသွားယူရမယ်ဆိုပြီးနောက်တနေရာထပ်ခေါ်သွားပြန်ရောဟွန်းနေရာတစ်ခုပြီးတစ်ခုရွှေ့ထွားတာပေါ့ဒါကလည်းသူ plan ရဲ့စိတ်ပိုင်းပဲဖြစ်မှာလူမြင်ကွင်းကလေတဖြည်းဖြည်းလူရှင်းရဲ့ သူ့အတွက် control လုပ်လို့ပိုကောင်းတဲ့နေရာကိုဆွဲခေါ်သွားတဲ့တဘောပဲအဲ့ဒီလိုနဲ့နောက်ဆုံးခေါ်သွားတာကလူအယမ်းရှင်းတဲ့ solid စတိုက်အလို့တစ်ခုနားကိုရယ်အဲ့ဒီရောက်တော့ကလေးကိုအပြင်မှာထပ်ဆောင်ခိုင်းပြီးသူကတိုက်ချေးဝင်သွားဟန်ဆောင်တယ်ဟွန်းပြီးတော့လေခလေးလုံးဝမထင်ထားတဲ့အချိန်မှာသူ့နောက်ကနေတိတ်တိတ်လေးပြန်လာပြီးကြောကိုဖတ်ဆူပုတ်လိုက်တာခလေးကလန့်သွားတဲ့အချိန်မှာသူ့လက်ထဲကပတ်စံ၉သိန်းမှတဲ့အိတ်ကိုတောင်းပြီးပြေးသွားတော့တာပဲတဲ့အဲ့ညကတကယ်စိတ်မကောင်းစရာအဆုံးသက်ပဲ ဟုတ်ပါဗျာဒီလိုအကွက်ကြားကြာလှုပ်သွားတာကြည့်ရင်ဒါတယောက်တည်းမုံနိုင်ဘူးအဖွဲနဲ့ဖြစ်မယ်စောင့်ကြည့်တဲ့သူတွေရှိနိုင်တယ်လို့သူထင်မိတယ်လို့လည်းရေးထားတယ်လီးမဲ့သူ့ရဲ့စီစဉ်မှုကနောက်ဆုံးအစ်စ်မှာပို့ပေါ်လင်းလာတာပေါ့ပထမဆုံးယုံကြည်မှုတိဆောက်တာကနေနောက်ဆုံးပြစ်မှတ်နေရခေါ်လာတာအထိစနစ်တကျပဲအထူးသဖြင့်အဲ့ဒီအနောက်ကနေလာပြီးကြောပုတ်ပြီးလက်အောင်လှုပ်လိုက်တဲ့ technique surprise startle tactic ကခလေးကိုစဉ်းစားချိန်မရအောင်ကြောက်သွားပြီး တောင်းတော့ကိုပေးလိုက်အောင်လုပ်တဲ့သဘောပဲဟုတ်ဥပဒေပကကြီးတော့ဒါပုံမှန်လီနီဆဲပေါ့ဗျာလင်းလယ်မှုပဲ CCTV ကတော့ခိုင်မာတဲ့တပ်တည်ဖြစ်လာနိုင်တာပေါ့ဟုတ်ကဲ့အဲ့ဒီလိုဖြစ်ပြီးတဲ့နောက်မှာတော့ဆိုင်ရှင်ကဒီအဖြစ်ပြက်အသေးစိတ်ကိုသူ့ဂျုံခဲ့တဲ့အတိုင်းရေးပြီးတော့ CCTV ဗီဒီယိုနဲ့တကွ Facebook TikTok တွေမှာတင်လိုက်တာပေါ့နော်ဟုတ်ကဲ့သူ့ရဲ့အဓိကရည်ရွယ်ချက်ကိုသူခဏခဏပြောထားတယ်ရှင့် ိတ်ဆန်ဆုံးလူငွေပြန်ရချင်းလူညီတာမဟုတ်ဘူးအလူခန္ဓာမဟုတ်ဘူးနောက်လူတွေသူ့လိုမခံရအောင်ဒီလိုလင်လယ်မှုတွေကိုတတိထားမိအောင်ဆိုတဲ့စေတနာနဲ့မျှဝေတာပါတဲ့သူစာရင်းမှာနောက်ထပ်လူတွေအလင်ခံရမှာကိုညံ့မျောလို့ပါရှင်ဆိုတာလေခဏခဏပါတယ်လေဟုတ်ပါတယ်သူကအကြံပေးတဲ့အနေနဲ့တော့အဖြစ်နှွားရင်တံပြတီးဆောင်လွားပါအောင်လားဆိုပြီးပြောထားသေးတာဆိုင်ရှင်ရဲ့ဒီလောက်ရက်ကတော့တကယ်တန်ဖိုးရှိပါတယ်ဗျကိုယ်တိုင်နဲ့နာပေမဲ့ အများတော့တတိပေးမြဝေတဲ့စေတနာကချီးကျူးစေတာပဲဒါမဲ့ online ပေါ်ရောက်သွားတဲ့ခါကျတော့အားပစ်တာတွေရှိသလိုအဲတစ်ဖက်မှာဝေဖန်တာတွေအဖြစ်တင်တာတွေလည်းတော်တော်ကြုံရတယ်ဆိုတော့ victim blaming ပေါ့ဗျာဟုတ်တယ်ဟုတ်တယ်ကိုညံလူခံရတာတော့ဒီလောက်တောင်အထက်တလာတော့အဲ့လို comment တွေကနစ်နာသူကိုပို့ပြီးစိတ်တန်ရရစေတာပေါ့ ဟုတ်ပါရှင်သူကိုယ်တိုင်လည်းပြောထားတယ်တိတုံမှာတော့သူ့ကိုအားပေးကြတယ်စိတ်မကောင်းကြောင်ပြောကြတာများပေမဲ့ Facebook မှာကျတော့သူ့ကိုအပြစ်တင်တာလောင်တာမယုံတယ်လို့ပြောတာတွေတော်တော်များများကြုံရတယ်တဲ့ပုံပြင်နားထောင်နေရတယ်လို့ပဲလို့ပြောတာတောင်ရှိတယ်တဲ့ဟွန်းအဲ့လိုတုံ့ပြန်မှုတွေကြောင့်သူညတွေအိမ်မပြောစာမိုးဝင်ရှိတဲ့ ET safety ရှိရတယ်လို့ရေးထားတယ်ရှင်။ ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုထုတ်ဆရာဖြစ်လာတာပေါ့ဗျာလူမှုကွန်ရက်ရဲ့အကျိုးနဲ့အဖြစ်ပေါ့တစ်ဖက်မှာတရင်အချက်လက်မြင်မြန်ပြန်ပြီးအများစုကိုတတိပေးနိုင်တဲ့အကျိုးရှိတယ်လို့နောက်တစ်ဖက်မှာကျတော့တရင်အမာဒီအတိမပြုပဲဆွဆွန်းနာတွေကလည်းအဲ့လိုပဲမြန်မြန်ပြန့်သွားနိုင်တဲ့အန်ဒီရရှိနေတယ်ဟုတ်ကဲ့ဒီကစားမှာဆိုရင်ဗီဒီယိုထဲမှာတော့ဆပါသွားတဲ့ပြီးလက်ခတ်ပစိုးနဲ့ဈေးဝယ်အကူကြီးတယောက်ကိုတချို့ကလိန်ခဲ့သူအစ်စ်ချင်ပြီးသူ့ပုံကိုဖျက်သုံးကြတယ်လေဟုတ်တယ်ဟုတ်တယ်အဲ့ဒါပြဿနာတော်တော်တက်သွားသေးတယ်ဟုတ်တယ် ။တင်းပေ့ချ်ချို့ကပါအဲ့ပုံကိုတုံးပြီးတင်လိုက်တော့ပို့ဆိုသွားပြီ။အဲ့ဒီအပြစ်မရှိတဲ့အကိုကြီးကိုတိုင်ဆိုင်းရှင်စီလာရှင်းပြရတဲ့အထီးထက်သွားတယ်ဆိုပဲ။ဟုတ်ပါ။ဆိုင်းရှင်းကလည်းတောင်းပန်ရတယ်လေ။သူ့ဗီဒီယိုတင်တော့ကစိတ်လှုပ်ရှားနေလို့တခြားသူတွေမျက်နှာဖြတ်ပြီးဘလော့လို့ဖို့မေ့သွားတာမားပါပါလေပေါ့။အဲ့ဒီအကိုကြီးကိုလည်းတောင်းပန်ကြောင်းပြန်ရေးရတယ်။အစိုးဆုံးကအဲ့မားခံရတဲ့အကိုကြီးရဲ့ပုံအောင်မှာပီလခတ်ပိုဆိုးဝတ်တဲ့သူတွေကိုတတိထားဆိုတာမျိုးတွေဒီရေးလာကြတာ။ อืมဒါကတော့မဖြစ်တင်ဘူးပါဗျာလူတစုလို့ရဲ့ကြောက်ဝစ်စားပုံစံတစ်ခုလုံးကိုတိမ်ကျုံပြောတာမျိုးဖြစ်သွားတာတကယ်လိန်သွားတဲ့သူကအင်ဂျီအဖျားလဲပိုးဆိုးတစ်မျိုးဝတ်ထားတာလေဟုတ်ကဲ့ရဲရွာရှူထောင်းကကြည်ရင်လဲဒီလိုလင်လယ်မှုတွေကတယောက်ချင်းရဲ့ငွေကြေးဆုံးရှုံးတာထပ်ပိုးတယ်ဗျာဈေးတစ်ခုလုံးရက်ကွက်တစ်ခုလုံးရဲ့လုံခြုံရေးကိုစိုးရိမ်စိတ်တိုးစေတယ်လူချင်းချင်းယုံကြည်မှုကိုပြက်ပြားစေတယ်ဘသူကိုယုံဟမမတိတန်တရားစိတ်တွေပွာလာစေတာဗောဟဲ့လေနောက်ပြီးဘာသာရေးရှူထောင်း ဗုဒ္ဓဘာသာအမြင်နဲ့ချိတ်ကျင်လဲစဉ်းစားစရာရှိလာပေါ့။လိန်တဲ့သူလောက်ရကသူများပုစီကို မတရားလျက်ဖျားယူတာဆိုတော့အဒိဏာဒါနကံထိုက်တာပေါ့ဗျာ။မကောင်းမှုအကုတ္တကံပဲ။ဟုတ်ကဲ့။တဖက်မှာလည်းဆိုင်ရှင်အမျိုးသမီးရဲ့စေတနာကိုပြန်ကြည့်လို့ရတယ်နော်။သူနင်နာဆုံးရှုံးပြီမဲ့သူ့ဖြစ်ကနေသင်္ကန်းစာယူပြီးနောက်လူတွေမခံရအောင်တတိပင်းမြောက်ဝေတဲ့သူစင်နာကတော့ကုသလာစင်နာကောင်းတဲ့စင်နာဖြစ်လို့ကုသူဖြစ်တယ်လို့ဆိုရမှာပေါ့ ဒီဖက်စင်ကူလုံးမှာအဓိကအရေးကြီးဆုံးသင်ခန်းစာကတော့တတိပဲဗျာဆိုင်ရှင်အမျိုးသမီးကိုယ်တိုင်ပြောထားတာလေအရင်ဖုံးနဲ့အလင်ခံရတော့ကတတိချီလို့မပါသွားပေမဲ့ဒီတကာကတော့တတိလေးလွတ်သွားလို့ခံလိုက်ရတာပါဆိုတဲ့စကားကတတိတရားရဲ့အရေးပါပုံကိုတကယ်ထင်ရှားစေတယ်ဟုတ်ပါကျွန်တော်တို့နေ့စဉ်ဘဝမှာအထူးသဖြင့်ငွေကြေးကိစ္စကင်တွေ့တဲ့အခါမှာတတိတရားလေးကင်ထားပြီးနုံနုံကြကြရှိနေဖို့က အရေးကြီးဆုံးကောင်းွယ်မှုပဲဗျာ။ဂျာဆို အလုံးခြုံပြီးတော့လေဒီဖြစ်စဉ်နဲ့အရေးမြစ်တွေကရတဲ့အကြံပြုချက်တွေကိုအနစ်ချုပ်ရရင်ဘာတွေဖြစ်မလဲရှင်။ပထမဆုံးကတော့ကိုစီကိုအာနာပိုင်ရောင်းဆောင်ပြီးငွေရေးကြီးကိစ္စလာပြောရင်တတိခံကပြတောင်းကြည့်ဖို့ဒါမှမဟုတ်သက်ဆိုင်ရာယုံကိုဖုန်းဆက်မေးမြန်းဖို့လိုတယ်နော်။ဟုတ်ကဲ့အဒီပြုတ်ဖို့လိုတယ် နောက်တစ်ခုကလုပ်ငန်းတွေကိုပုံမှန်လုပ်ထုံးလုပ်နေတိုင်မဲ့တွားဖို့လူတယောက်စကားနဲ့လုပ်ငန်းစဉ်တွေကြော်မလုပ်ဖို့အရေးကြီးတယ်။ဟုတ်ကဲ့။ပြီးတော့ကိုယ်ဝန်ထမ်းတွေကိုလည်းဒီလိုလင်းလယ်မှုပုံစံနဲ့ social engineering ဆိုတာတွေအကြောင်းအသိပညာပေးထားဖို့လိုလေရှင်။အထူးသဖြင့်ငွေကန်ရတဲ့ဝန်ထမ်းတွေအသက်ငယ်ပြီးအတွေ့အကြုံနူးရဲ့ကလေးတွေကိုပို့ grief site တင်ထားတဲ့နဲ့နော်။အထူးကမှတ်ထားမှာကတော့တတိရှိချင်းကအကောင်းဆုံးကာကွယ်ရေးပဲဆိုတာပါပဲ။ဒီလို social engineering လင်းလယ်မှုတွေကအင်အားသုံးတာထက် လူစိတ်ပိုင်းဆိုင်ရာအခြေအနေတွေယုံကြည်မှုကြောက်စိတ်အာနာမှုတန်တရာမဝင်ရဲတာအဲ့ဒီစိတ်တွေကိုလက်စားအထုံးချတာကိုအဓိကမူတည်တာဗျာဟုတ်ကဲ့ဒါကြောင့်ဘသူမဆိုဘလောပဲအတွေ့အကြုံရှိတဲ့ကျွမ်းကျင်တဲ့ထင်ထင်တတိတစ်ချက်လွတ်သွားတဲ့ခိုက်တန့်လေးမှာဒီလိုလိန်လယ်မှုတွေရဲ့တားကောင်ထစ်သွားနိုင်တယ်ဆိုတာကိုအမြဲတတိပြုနေဖို့လိုပါတယ်ဗျာကောင်းပါပြီရှင်ဒီနေ့ကျမတို့မှတန်လင်းစည်းလိန်လယ်မှုဖြစ်စဉ်ကိုအသေးစိတ်ဆွေးနွေးခဲ့ကြတာတွေကိုဒီမှာပဲရက်ကြရအောင်နော် နောက်ဆုံးအနေနဲ့နားထောင်နေသူတွေကိုစဉ်းစားစရာလေးတခုထားခဲ့ခြင်းပါရှင်။ Social Engineering နီးဒီသုံးပြီးလိမ်လည်မှုတွေကဒီလောက်ထိကျွမ်းကျင်ပါတဲ့ခေတ်ကြီးမှလည်းတူးချင်းကတတိထားကာကွယ်နေရုံနဲ့တော့လုံလောက်ပြီလား။ဟွန်းစဉ်းစားစရာပဲ။နမမို့ကျမတို့နေထိုင်တဲ့ရရွတ်အတိုင်းဝိုင်းဈေးအတိုင်းဝိုင်းနေအနေနဲ့ကြိုးချောင်းစီလျော်တဲ့တန်တရာစိတ်ပေါ့လို့ um logical skepticism ကိုမွေးမြူပြီးအချင်းချင်းတည်င်းဖလဲတည်ပေးကုညီကာကွယ်တဲ့ယဉ်ကျေးမှုမျိုးကိုဘလူပိုအားကောင်းအောင်လုပ်နိုင်ကြမလဲ။ ကူပွန်ဝင်းချင်းမှာကျုံဟူးချဖူးတဲ့အလားတူလင်းလဲမှုလေးသတိပေးချက်တွေကိုလည်းအခုလိုဆွေးနွေးမှုဝါနီတစ်ဆင့်ပြင်ဆင်ကြည့်ကြည့်ဖို့စိတ်သွင်းရင်လည်းဒီအတွက်ဒီမှာပဲနှီးငုံချုပ်လဲပါစေရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်